နေဝဲဥသုံးလေးလုံစားပါမယ်ဒါတွေကလိုအပ်တဲ့ပစ္စည်းတွေပါစီကျက်ချက်ဖို့အတွက်စက်တုံပြူလေးကိုပြီးပါမယ်ပပလေးတွေရှိမှပုံမှုမှာနော်စီလေးကိုပွားအောင်လုပ်ထားပြီးမယ်ပြီးလို့ရှိရင်တော့ကျက်တုံမူလေးကိုထည့်ပြီးတော့မှကြော်မယ်ကျက်တုံမူလေးမကတ်သွားအောင်အဆက်မပြတ်ကြော်ပြီးနေပါလေကျက်တုံမူလေးရွှေဝင်အောင်တန်းလာပြီးဆိုတော့ နမုတ်စထည့်ပြီစနမုတ်လေးထည့်လိုက်မယ်စနမုတ်ကိုနောက်ဆုံးမှထည့်ပါတယ်နော်ခုဆိုတော့အနောက်ဘွေလေးနဲ့စီချက်လေးရပြီဒါဆိုဘွေဥစီစပြုတ်တော့မယ်စပန်နေနေထည့်ပြုတ်မယ်အဲ့ဒါမှနည်းနည်းလေးခွင့်ရအောင်ငမရည်လေးနဲ့စပန်နေနေထည့်မယ်ဒီတော့ဖုန်းလေးအုပ်ပြီးတော့ရေမြတ်ရေလေးထည့်ပြီးတော့ပို့အောင်ထည့်ထားလိုက်မယ်။အင်းကြားပြီဆိုတော့ဆီးတော့မယ်။ ပပလေးရှိနေဟုတ်ဘူးလားဘောဒီပြီးဆိုတပါသေးသေးမယ်ပါတယ်ဒီချက်ပပလေးရှိရင်တော့ပိုကောင်းမှာနော်တပါသေးသေးပြီးရင်ကော်ပီလေးပပလေးရှိပါမယ်နောက်လည်းအញ្ញာဖုံးနေပြီအဲ့ဒီပပစီပြီးတာနော်ဒီပူစိန်ကိုပပစီနေပြီးတော့တမ်းရသည် ုံးရပြီဒါဆိုတော့ဥထင်မယ်ပြီးရင်မြူတီစိန်ကိုပြီးတခွားဒီကိုထင်မယ်မြူစီအတိကမြူစီဒီမြူစီကတော့တိတ်ပြီးအယောင်ထွက်မြူးစီအရောင်ထွက်တဲ့ခါလေးဆိုတော့ပူလာတယ်ဒါပေမဲ့ဒီမြူးစီကတော့ပူစားတော့မှာအရောင်ထွက်ဆိုတော့စီချက်နဲ့များလေးလောက်ထည့်မယ်။မွေးလေးစီချက်ဖတ်လို့များလေးနဲ့ပဲမို့အဓိကပဲကိုစီစီလေးပြအောင်ပဲမို့ထည့်မှာပြီးရင်ရှုံးမုတ်လေးထည့်မယ်။ပြီးရင်တော့နေပြီ နေပြီဆိုတော့စပြီးတော့စလို့ရပါပြီ။ဝတ်ဥတုံးနဲ့လက်ကမဟင်းကျိုလေးတစ်ခုမြန်ချက်လိုက်မယ်။ဆိုတော့ဝတ်ဥပြုတ်တာလည်းဟင်းရည်ပင်ကိုပဲ။တခွာတိပတ်လေးလေးနဲ့မြခွာရည်လေးပြစ်ထည့်လိုက်မယ်။ဒါဆိုဟင်းကျိုလေးတစ်ခုရပါပြီ။ Okay ပါအခုဆိုတော့ကျွန်တော်တို့ဝတ်ဥတုံးလေးနဲ့မြခွာရည်ဟင်းကျိုလေးစလို့ရပါပြီ။အဆုံးထိရှိပေးရတဲ့အားလုံးပဲကျေးဇူးပါရှင်။